အာနောက်တစ်ချက်ကကျမအခုတော်တော်များများစီပြီးမှလာမိကြတယ်အမရေကျမမျိုးသားကျမပုံမှာဖောက်ပြန်တယ်လို့ခန်းစားရတယ်ဒါပေမဲ့မိလည်းတော့မမိဘူးတန်တရာဖြစ်နေတယ်တိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်လေးအဲ့ဒီဟာမတိခင်မှာတခုအကြံပေးချင်တာကကို့အမျိုးသားကို့ပေါ်ဖောက်ပြန်တယ်လို့ခန်းစားလာရလို့ရှိရင်ခန်းစားအာဖောက်ပြန်နေတယ်လို့ဖြစ်နေခဲ့လို့ရှိရင်အာကိုကိုကိုအရင်မေးပါခွင်လွတ်နိုင်လားဆွန့်လွတ်နိုင်လားအဲ့နဲ့ချက်ကိုအရင်စဉ်းစားခွင်လွတ်နိုင်ခွင်လွတ်မခွင်လွတ်နိုင်ဆွန့်လွတ်ဆွန့်လွတ်မဲ့အချက်တွေမှာဒီအမျိုးသားရဲ့ အထောက်ပံ့မှုပါပဲကိုတယောက်ထဲရက်တည်နိုင်လားအဲ့လိုရက်တည်နိုင်နေဆိုရင်တော့ဒီအမျိုးသားအကောင်းဆုံးပြည့်ပြည့်တသားလုပ်ပြီးမှပြောပါတော့အခုမြင်နေရတဲ့အပြက်တနာအများစုမှာအမျိုးသားနဲ့အမျိုးသမီးကအာဟိုဘောနော်အိမ်နောက်တစ်ခုကိုတီးလိုက်တယ်ဒီအမျိုးသားဖောက်ပြန်လို့ရှိရင်တူနဲ့ဖောက်ပြန်နဲ့အမျိုးသမီးကိုတွားတွားပြီးဆဲနေကြတဲ့အမျိုးသမီးကြီးတွေကပုံများတယ်အဲ့အချက်ကလုံးဝမှားတယ်ဒီလားအာအဲ့ဒီအရာတကယ်လို့ကိုကဒီအမျိုးသားကို အစွန်လွတ်ဖို့ဆုံးဖြတ်ထားလို့ရှိရင်တော့အာတူတယောက်တည်းအဲ့ဒီအမျိုးသမီးတယောက်တည်းမလုံနဲ့နှစ်ယောက်စလုံးကိုကိုပွပွလင်းလင်းကိုအတွက်နှစ်နာမှုတွေအကောင်းဆုံးတိုင်ပင်ပြီးမှဆွေးနွေးပြီးတော့ပြက်စေးပလိုက်အဲတချို့ကရှိတယ်ကိုရဲ့အာကိုနိုင်မဲ့အရာပေါ်မှာသွားပြီးမှားရတယ်ဆိုတော့ဗာလဲဆိုဒီအမျိုးသမီးတွေရဲ့ အာပုံတို့ဒီအမျိုးသားတွေရဲ့ပုံတို့ဟိုတွားပြီးအဆက်ခွဲလိုက်တာမျိုးလို့လုပ်ခဲလို့ရှင်တရားဥပဒေရတွားလိုက်လို့ရှင်တစ်ဖက်ကလူတွေကအတေးဖြန့်မှုနဲ့ပြန်ပြီးကိုယ့်ကိုပြန်အဲလက်ကွက်နဲ့အနေနဲ့ပြန်ပြီးမှအာတရားဆွဲနိုင်တဲ့အနေထားလဲရောက်နိုင်တယ်အဲ့တော့ကိုကဒီအမျိုးသားရဲ့ထောက်ပံ့မှုမပါဘဲနဲ့ရှေ့ဆက်နိုင်တဲ့အမျိုးသမီးဖြစ်နေခဲလို့ရှင်ဒီအမျိုးသားပဲတရားခွင်တွေမှာပဲအကောင်းဆုံးအနိုင်ယူလို့ပြောချင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီအမျိုးသားကိုဆွန့်လွတ်ဖို့ဆုံးဖြတ်လို့ရှင်တော့တစ်ဖက်အမျိုးသမီးကို သွားပြီးရန်ရှာသွားပြီးဆဲသွားပြီးလုတ်ကြိုက်တယ်လို့ဆဲပြီးတော့ဆွန့်လွတ်ပလိုက်တကယ်လို့ကိုကဒီအမျိုးသားမဆွန့်လွတ်နိုင်ဘူးချုပ်ကင်ဖို့အစီအစဉ်ရှိတယ်ကိုနဲ့ပဲဆွဲထားဖို့အစီအစဉ်ရှိတယ်ဆိုတစ်ဖက်အမျိုးသမီးနဲ့ရောင်ပြီးတော့သွားပြီးတော့အခြေတင်လုတ်ပြီးတော့မဆဲမိစင်နဲ့အဲ့ဒီအရာကဘာသွားမလဲဆိုအဲ့ဒီအမျိုးသမီးတွေကိုဟိုပို့ပြီးမကန့်ချင်စိတ်နဲ့ကိုယောက်ျားကိုပို့ပြီးလာယူအောင်လောက်တာနဲ့ပို့တူသွားတယ်ကွာတိလားအဲ့တော့အအဓိကအစကားပြောရမှာကကိုကို အမျိုးသားကိုယ့်ရဲ့အိမ်ထောင်ဖက်ဖြစ်တယ်။အဲ့တော့တချို့ရှိတယ်ကွာကိုယ့်ယောက်ျားကိုနိုင်အောင်ထိန်းကိုယ့်ယောက်ျားကိုမနိုင်လို့သူတို့ကိုတော့ပြောရတဲ့အချက်မှမှအရန်လိုအပ်တယ်ပြောတတ်ဖို့လည်းလိုတယ်ပေါ့နော်။အဲလိုအပ်လို့ရှိရင်ကိုကအာဒီအပညာသားပပနဲ့မျက်နှချင်းဆိုင်အဲပြောတာပိုကောင်းတယ်ဖုန်းနဲ့ဆဲတာမျိုးတို့စာပို့တာမျိုးတို့ကကျတော့လုံးဝဟောဖြစ်ဘူးอืมတကယ်လို့ဆွတ်လို့ပို့အစီအစဉ်ရှိခဲ့လို့ရှိရင်တော့ အာဒီအချက်တွေအဲတော့နည်းနည်းဆင်ဆင်ဖို့ကောင်းတယ်ပေါ့နော်တချို့အမျိုးသမီးတွေရှိတယ်မစွန့်လွတ်နိုင်ဘူးဒီအမျိုးသမီးကိုပဲတတ်သွားသူယောက်ျားဖောက်ပြန်လို့ရှိရင်ဒီအမျိုးသမီးကတတ်သွားပြီးဆဲတယ်ဆိုတာကသုံးအားတပေးပြီးပို့ပြီးခိုးလုတ်အောင်လုပ်တာနဲ့တူတယ်ဆိုတော့အချက်လေးတွေကိုတော့သိစီချင်တယ်ရှင်နောက်ပြန်ဆက်မယ်နော်